ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေခွန်းရှင်ကဒေါ်ပြုံးပြုံးကြည်ပါဒေါ်ပြုံးပြုံးကြည်ဟုတ်ကဲ့62နှစ်တဲ့နာမည်ကွာဟုတ်ကဲ့ပြုံးပြီးကြည်နေပါပြုံးပြီးကြည်တော့ဟုတ်တယ်62နှစ်ပကိုးရပါဆရာကြီးဟုတ်ပြီဆရာကြီးရှင်နဲ့လဲပင်มาတဲ့တယွမ်းအိမ်ရောက်နေပါတယ်တဲ့ဘလို့ဘလို့လဲပင်มาသူရေးတာတော့တယွမ်းအိမ်နဲ့လဲပင်လဲစီထင်လားလဲပင်ရောက်လာလားဘလို့လဲပင်เนี่ย အစိတ်ပိုင်းတစ်ခုပေါ့ကြီးနော်ဟုတ်ကဲ့ညာပဲအချမ်းပါတဲ့ဟုတ်ပြီလေပင်းကမနာပါဘူးတဲ့ဟုတ်ပြီစကားပြောလို့လဲတဲ့အတန်ထွက်ပါတယ်တဲ့ဟုတ်လေပင်းကတော့တဲ့မကြည့်လာပါဘူးတဲ့ဟုတ်ပြီမရောင်လားမကြည့်မကြိုက်နဲ့လို့ပြောမှာလားဟုတ်ကဲ့ညာကြာတော့၄နှစ်ရှိပြီတဲ့ညာကြာတော့လက်ကအရိရောက်သွားပြီးကြိုင်ကြည့်ဒီနားလေးရဲ့ရောင်နေဟိုကကြာလိုက်ဆိုင်အဲ့ဒါအန်ဒီရှိတယ်ဟုတ်ကဲ့ဆရာလေပင်းနဲ့လက်နဲ့မကြိုင်ကောင်းဘူးဟုတ်ကဲ့ဆရာနော်လိန်စီလေးနဲ့တော့မဖော်ဝါလေးပဲလဲရမယ် ဟုတ်ကဲ့ပါဆရာနောက်တစ်ခွက်လေဘင်းနဲ့ပတ်သက်လာဆရာအမြဲအတိပေးတယ်နော်ဟုတ်ကဲ့ပါအကျော်နဲ့အဆက်မစားနဲ့ဟုတ်ကဲ့ဆရာနော်ဓမ္မကနိုင်ဟုတ်ကဲ့ပါဟောအကျော်အဆက်ကိုရှောင်ပါနော်ဟုတ်ကဲ့ပါဆရာ तू ကတော့ပိုဆိုးမလာသေးဘူးတဲ့ဟုတ်ပြီဘယ်လိုဆေးမျိုးတောက်သုံးသင့်ပါသလဲတဲ့အဲ့ဒါတော့ဘယ်လိုဆေးမျိုးတောက်သုံးသင့်ပါလဲဆိုတော့ဒီမျိုးကလေးလွယ်လွယ်လေးဖြေလဲလွယ်တယ်ဟုတ်ကဲ့ဆရာကြည်ကြည်ဖြေအကြည်ကြီးပေါ့နော်ကြည်ကြီးပေါ့ဟုတ်ကဲ့ညီမတိုင်းစီးပြရမှာ တိတာအုံနာလို့ဆိုအပူအေးအုပ်စုနှစ်စုရှိတယ်ဟုတ်ကဲ့ပါဆရာအစေးအပူအစာဘူးဥဒုဘူးအဟာရဘူးဘူးအုပ်စုတစုကံအေးစိတ်အေးဥရေအဟာရအေးအုပ်စုတစ်ခုအခုမေခွန်းရှိသမီးအတွက်အပူနဲ့လုံးဝလုံးဝမတည့်ပါဟုတ်ကဲ့ပါဆရာ။အေးဓာရီနဲ့တည့်ပါတယ်။ဟုတ်ကဲ့ပါဆရာ။ခစ်ကာလာကြီးကလည်းပဲအခုအပူတွေအားလုံးလုံခဲနေပါတယ်။နောက်တကြောင်မလို့အခုဒီရက်ထဲမှာဆိုရင်ရှေ့မှာဝင်လို့ထားတယ် အပူလှိုင်းဖြတ်မယ်လို့တော့ဒါတွေ့တယ်နော်ဟုတ်ကဲ့ဆရာကြီးကြားတယ်နော်ကြားတယ်ဆရာကြီးဟုတ်တယ်အုတ်ထုတ်လေးစောင်းကြဖို့ထီလေးစောင်းကြဖို့ဖြစ်နိုင်လို့ရှိရင်လှိုင်းဖြတ်ချိန်မှာအပြေမထွက်ဖို့ဒါဆိုအပူလှိုင်းเนี่ยတော့ဒီခဏခဏဖြတ်တော့မှာပဲသမီးဘာလို့လဲဆိုကဘာကြီးတခုတော့ဘာတွေများသွားတာလဲအပူတွေများသွားတယ်အပူတွေများသွားပြီဘာတွေပျော်ဆင်းသွားပြီလဲရေခဲတွေပျော်ဆင်းသွားရေခဲတွေကဘာမှာရှိရေခဲတွေနော်အခုဒါကိုယ်မြန်မာပြည်ဆိုဟိမဝန္တာရေခဲစားခဲနေကြလာပြီနော် ခုအတုံးလိုက်ပြုတ်ကြတယ်ဟိုးပင်လေသမုဒ္ဒရာတွေကအန္တာတိကတွေဘက်ကရေခဲတွေပြုတ်ကြတာများဆိုပင်လေခုသင်းမဟုတ်စားသမီးအကြီးကြီးပဲနော်မမောင်းရည်ဘူးဟုတ်ကဲ့ဆရာနော်မမောင်းရည်ဘူးမောင်းလိုက်အဲ့ဒီရေခဲတွေအောက်ရောက်သွားမှာဆိုလို့လေအဲ့လောက်ကြီးတယ်နော်ဟုတ်ကဲ့ပါဆရာဒါကြောင့်ဘာမှတော့သိတာလားဘယ်မှတော့သိရဆိုရေရဲ့စီးလေပဲလို့ခေါ်ရေရဲ့မျက်နှာပြန်နိုင်တယ်လားပူမြင့်တယ်လားပူမြင့်တယ်လားမြင့်တယ်ကြောင့်မလို့ ဆရာတို့ဆရာတို့ဆရာဒီနေရာမှာလည်းနှစ်30ရှိပြီเนาะဒီအဆင့်ကိုဟုတ်ရေမြုပ်ဝင်ရေတကားမြုပ်ဘူးဟုတ်ကဲ့ဒီနေ့ရေမြုပ်တယ်ဟုတ်ကဲ့ဆရာဒါဆရာအိမ်ဆောက်တဲ့အခါမှာလမ်းနဲ့အတူဆောက်မယ်ဆိုတော့နည်းနည်းအကုန်ကြပူခံပြီးဆောက်လိုက်လို့လွတ်သွားတာရက်ွက်ထဲမှာဆိုရင်ဆရာဒီပဲရက်ွက်ကဲဟိုနေနေနေရတယ်ဆိုရင်တလန်းလုံးရေတွေဝင်ကြတာဟုတ်ကဲ့ပါဆရာအေးအပေါ်ထက်နေကြရတယ်ဟုတ်တယ်ဆရာ အဆိုးကျေကတော့အဲ့လိုရေကြီးလာလို့ပိုးကောင်မွှားကောင်နဲ့မျိုးစုံပါတာတမီးရဲ့ဟုတ်ကဲ့ပါဆရာကြီးအစိတ်တော့ရှိတဲ့ပိုးကောင်အစိတ်တော့ရှိတဲ့ပိုးကောင်ရောနော်တွဲအောင်တရဝါလေးဆိုတာသူတို့တွဲမအောင်နိုင်ဘူးအကုန်ထွက်လာကြတာဟုတ်ဟုတ်ကဲ့ပါဆရာကြီးကျွန်တော်အဲ့ဒါကတော့အထူးကယူဆက်ရမှာပဲတမီးဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးစာဝနာကင်ပြရှင်ကြပါစေညာ